ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမေအစီအစဉ်တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ခေတ္တပြုံမေအစီအစဉ်မှာတစဉ်ရဲ့ချက်ချက်ရဲ့စွမ္မနောကနေပြီးတော့ဒီနေ့မှာတူတူချာချာသတင်းကြောင်းရာလေးတွေအလှပအရာတွေနဲ့အတူတူတခြားဘုဟုသုတ္တတွေကိုပြောပြပြီးတော့မျှဝေတင်ဆက်ပေးသွားအောင်ပါ ကဲတရင်အကြောင်းအရာမှာပထမဆုံးအနေနဲ့ပေါ့နော် Go Hat Channel မှာပါတဲ့တရင်တစ်ပုဒ်ပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ main ကလေးတွေအားလုံးဒါသတိထားဆင်ကျင်စရာပေါ့နော်အာဘာလဲဆိုတော့ဒီနေ့ခင်မှာဆိုရင်လေဒါမျက်နှာပြုတ်ပြင်တာနဲ့ပတ်သက်ပြီးတော့ surgery မှမဟုတ်ဘူးတခြားပေါ့နော်မျက်နှာကိုလေဆာပစ်တာမျိုးတွေရှိတယ်မျက်နှာမှာအမျိုးမျိုးပေါ့နော်ပြုတ်ပြင်တာမျိုးတွေရှိတယ်ဒါကိုရင်မသိတဲ့အမျိုးအမည်တောင်ရှိနေသေးတယ်ပေါ့နော်ဒီတော့ဒီလိုမျိုးမျက်နှာပြင်ရနေပြီးတော့ပေါ့နော်ဘာဖြစ်သွားလဲဆိုတော့ဒီမျက်နှာအဲ့ အစကတော့အရင်တော့မျက်နှာချော်ချော်လေးဒါပေမဲ့အဲအကောင့်တန်းကိုပြုပြင်ရနေပြီးတော့ဒီ main ကလေးကပေါ့နော်မျက်နှာမှာအဖို့အပိန်ကြီးထွက်သွားတာတဲ့အဲ့လိုမျိုးဖြစ်တဲ့အထိဖြစ်သွားတဲ့ main ကလေးပေါ့နော်သူကဘာလုပ်လဲဆိုတော့ဗြိတိန်နိုင်ငံလန်ဒန်မြို့ကအသက်26နှစ်အရွယ်မင်းမကျော်လေးတဲ့ Georgie Advert တဲ့ဒီတော့သူကဆိုရင်ဒီမျက်နှာပြုပြင်ခြင်းမလုပ်မိမှာဆိုရင်ဒါဟိုရွှေရောင်စပင်လေးနဲ့မျက်နှာလေးကလည်းဒါချစ်စရာလေးပေါ့နော်ဒါပေမဲ့သူကဘာလဲဆိုတော့သူ့ရဲ့မျက်နှာလေးကိုချောသွားပြီးတော့ကြည်လင်သွားအောင်ဆိုပြီးတော့တဲ့ဒေါ်လာ1800အကုန်ကျခံပြီးတော့လေဆာနဲ့ကုသမှုခံယူခဲ့တာတဲ့အဲ့လိုကုသမှုခံ ယူခဲ့တဲ့အခါမှာဆိုရင်ခံဒီပေါ့နော်လေဆာဖြစ်ပြီးအပြီးမှာဆိုရင်ဖြစ်ချင်တော့ तू ကအဲ့ရောင်ကြီးနဲ့ဓာတ်မတည့်မှုဖြစ်နေတာအဲ့လိုဖြစ်တဲ့အခါမှာမျက်နှာတစ်ဖြည်းဖြည်းနဲ့အရေပြားနီမြန်းလာပြီးတော့ဝတ်ချံအဖုလိုမျိုးအကြီးကြီးအဖုပိတ်အကြီးကြီးမျက်နှာပေါ်မှာထွက်လာတာတဲ့ဒီတော့အဲ့လိုဖြစ်တဲ့အခါမှာသူ့မှာပေါ့နော်အိမ်အိမ်နဲ့အိမ်ပြန်အောင်မထွက်နိုင်တော့ဘူးနောက်ပြီးတော့နှစ်နှစ်တွဲလာတယ်သူ့ရဲ့ရီးစားအောင် तू ကသူ့ရဲ့မျက်နှာကိုပြရမှာရှက်လို့ဆိုပြီးတော့အဆက်အသွယ်ဖြတ်ခဲ့ရတယ်တဲ့ဒီလောက်ထိဖြစ်သွားတာပေါ့နော်ဒီတော့သူ့အနေနဲ့ဆိုရင်ပေါ့နော်ဒါဘာပြောရလဲဆိုတော့သူအရင်တော့ပုံဟောင်းနေပြန်ကြည့်ပြီးတော့အော်ဒါလည်းမလုပ်လေရဟ ဲ့သားနဲ့သွားလုံးမိလိုက်တာကိုဆိုပြီးတော့သူပြန်တွေးပြီးတော့တာဝမ်းနေမိရဲ့တဲ့ပြီးအခုတော့သူ့ရဲ့မျက်နှာမှာဝက်ချံမှုအကြီးကြီးတွေဖြစ်လာတဲ့နောက်အမာရွတ်တွေဖြစ်လာတဲ့အတွက်ကြောင့်တဲ့ဘလို့မိတ်ကနဲ့ဖုံဖုံဘလို့မှမရဘူးတဲ့အဓိကတော့ပေါ့နော်ပြောရမယ်ဆိုရင်ဟို ဒီတိုင်းနေတာအကောင်သွားလုပ်လိုက်မှတခါတယ်ပေါ့နော်ဒီလိုမျိုးကအဆိုးချိုးတွေဖြစ်တာပေါ့နော်ဒီတော့အကုန်လုံးဟိုအားအလုံးတော့ဆိုလိုတာတော့မဟုတ်ဘူးပေါ့နော်တကယ်တမ်းသူများဟိလုံနေတာအကောင်ကိုယ်ခလဲကြမှာကိုယ်ကကန်ဆိုးပြီးတာမျိုးဖြစ်လာရင်ဘယ်လိုလုပ်မလဲပေါ့နော်ဒီတော့ main ကလေးတွေအလှပပိုင်းနဲ့ပတ်သက်ပြီးပြုပြင်မယ်ဆိုရင်တေချာတတိထားဆင်ခြင်မှုရေနောက်ကိုပြုပြင်မယ်ဆိုရင်ကိုယ်ကဒါဘာပဲပြောပေါ့ကျွမ်းကျင်တဲ့ ဟိုဆရာဝန်စီမှာဖြစ်ဖြစ်သွားပြီးတော့ပြည်ပြင်းတာတော့အကောင်းဆုံးပဲပေါ့နော်ဟိုဈေးဘယ်လောက်မှမရှိဘူးဆိုပြီးတော့ဆိုပြီးတော့ကို့အနေနဲ့သွားပြီးတော့လောက်လိုက်တဲ့အခါမှာဒီလိုမျိုးဖြစ်သွားရင်လေကိုပဲ တော်ပြီလေနော်ကိုပဲခံရမှာဆိုတော့အဲ့လေးတတိထားဖို့အတွက်ပေါ့နော်ဟုတ်တယ်နော်အဓိကလိုအပ်ထပ်ပို့ပြီးတော့လေဟိုအလုံးဝင်ဘယ်ရမှာတော့မကောင်းဘူးကိုကလှနေပြီဆိုအဲ့လှနေနေမှာတော့ပေါ့တချို့ကျတော့အရန်လှရတယ်ပေမဲ့ဟိုနှာခေါင်းလေးလဲခြုံနေခြုံနေတဲ့ဟာကမပို့ပြီးတော့ခြုံပြီးတော့လှအောင်ဆိုပြီးတော့ခွဲစိတ်တာမျိုးဆိုတော့ပုံမှန်မျက်နှာကျနဲ့မတူတော့မလှတော့ဘူးလေနော်အဲ့လိုမျိုးကြီးလည်းဖြစ်တတ်တယ်ဆိုတာဟိုဒီဟာလေးကိုဒါနမူနာယူပြီးတော့ကိုလှပြီးသားဆိုရင်လည်းဒါကြီးတော့ထပ်မပြင်ပါနဲ့နော်ဟုတ်တယ်သင်ကြရမယ်နော် ဲဒါဆိုရင်ဒီခါမှကြတော့ဒီမှာဒါအခုလဲအဲ့လိုပေါ့နော်ကိုလှပြီးသားကိုပြင်တာအကြောင်းပြင်တဲ့အကြောင်းပြောမလို့အခုနောက်ပိုင်းဆယ်ဖီရိုက်တာများလာတယ်အဲ့တော့အခုနောက်ပိုင်းဆယ်ဖီရိုက်တာများလာတော့ဟို တကန်နာပေါ့နော်သက်ပေါ့အခုနောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့သွားစရာဝင်နေရှိမှာတဲ့သူတို့ရဲ့အရှိသွားတွေခေါ်နေပါတယ်ပေါ့နော်နည်းနည်းလေးခေါ်ပြီးတော့ချိမကောင်းဖြစ်နေပါတယ်ဆိုပြီးတော့ဒီသွားအနောက်ကိုရောက်မယ်ပြောရမယ်ဆိုဒီ green ဟိုတက်တာမျိုးတွေလေ process တွေ and process တာမျိုးတွေပြီးလို့ရှိရင်ဘာလဲဆိုတော့ဟိုတခြားပေါ့ပြင်ဆင်မှုတွေပြုပြင်မှုတွေဆရာဝန်တွေစီမှာလာလောက်ကြရဲ့ပို့ပို့ပြီးတော့လည်းများလာရဲ့ပေါ့နော်ဟိုအဲ့လိုမျိုးဖြစ်တဲ့အခါမှာဆိုလို့ရှိရင်သူကဘာလဲဆိုတော့ တကယ်ရကြတော့တဲ့ဒီလိုမျိုးဟာဟိုသွားခေါ်တယ်ဆိုပြီးထင်နေတာတဲ့တကယ်ခေါ်နေရမဟုတ်ဘူးတဲ့ဘလောက်တော့ဆိုပြီးခဲ့တဲ့9နှစ်အတွင်းမှာဆိုရင်တဲ့မလိုလားအပ်ဘဲနဲ့တကယ်လဲလှနေရတာနဲ့တသက်ထက်ပြီးတော့အလှပြင်ခြင်းမှာသွားအလှပြင်ခြင်းနဲ့ဆိုရသူကဒီ30ရာခိုင်နှုန်းအထိကိုမြင့်တက်လာရဲ့အော်နောက်တစ်ခါပါလဲဆိုတော့ဟိုအတ္တိကကပါလဲအဲ့သူတို့စီဘောတော့ဆရာဝန်တွေစီကိုသွားဆရာဝန်တွေစီကိုဂရင်းဆရာဝန်တွေစီကိုလှက်လာပြီးတော့တိုင်ပင်ဆွေးနွေးတာဘယ်လိုလဲဆိုတော့ selfie ပုံနေပို့တယ်ဒီမှာကြည့်ပါအောင်သူ့ရဲ့အရှိသွားကြီးနှစ်ချောင်းကခေါ်နေတယ်ဒီလိုမျိုးသွားဖြစ်နေတဲ့အတွက်သူတို့ မလှပါဘူးဆိုပြီးတော့တဲ့ဒါသူ့နဲ့ appointment နေယူကြရတယ်ပေါ့နော်ယူရခါမှာဆရာမ okay ဒီတွေ့မယ်ပေါ့ဆိုပြီးချိန်ပြီးတော့တကယ်သူ့ရဲ့ patient နဲ့ဒီ manager ဆိုင်ပေါ့နော်ဆေးကမှတွေ့ရခါကျရင်လုံးဝလှလှလေးတွေပဲဘမလေးသွားခေါ်လို့လဲပေါ့နော်ဆရာဝန်ကြီးကလည်းအဲ့လိုမျိုးထင်ကြတယ်ဘမသွားခေါ်လို့ဆိုတော့ဒီမလေးဓာတ်ပုံထဲမှာသွားခေါ်နေဆိုတော့ဓာတ်ပုံဆိုတာကအဲ့ဒီမှန်ဘလူးကမျက်နှာတစ်ပြင်လုံးမှာဒီ service ဆိုတာမျက်နှာကိုပဲရိုက်တာတစ်ပြင်လုံးမှာရှိ alert တက်တဲ့ကိုသူကနည်းနည်းလေးအရှိကို ဟိုကြီးသွားစီရေပေါ့เนาะအဲ့တော့ဒီသွားလေးတွေဆိုလို့ရှိရင်လည်းအရှိုးနည်းနည်းလေးပိုကြီးသွားအဲ့ဥစ္စာတို့ကဒီ selfie ရိုင်းနဲ့တို့ကိုတို့သွားခေါ်တယ်ဆိုရယ် cycle ဝင်လာတာစိတ်ရောဟာပေါ့ပြောရမယ်ဆိုရင်เนาะအဲ့ဒါအရင်တော့တို့တို့ဖော်ပြမှုမရှိပေမဲ့အခုဟာတဲ့ design နဲ့စပိုပိုပြီးတော့တိတိတသာမြင့်တက်ပြီးတော့မလိုလားအပဲသွားလှပြင်းနေသူအရန်များနေလို့အခုလိုမျိုးသတိပေးချက်တက်ပြန်ရပါဆိုပြီးပြောတာတကယ်ကြီး selfie じゃ selfie じゃအော်ဘုရားလေเนาะ ဘလူဟာထပ်ပို့ပြီးတော့လုပ်နေကြတာပေါ့နော်ဟုတ်တယ်ကိုရောင်သိမထားမိဘူးဆက်ပြီးရရင်အတော်ခေါ်လာဟုတ်တယ်နော်ဒီခါရရင်ကြည့်တိုင်းဟုတ်တယ် ဟုတ်ပြီသတင်းတွေကလည်းထူးထူးဆန်းဆန်းတွေပဲကြားနေရတယ်အခုပြောပြမယ့်သတင်းအကြောင်းအရာကလည်းနည်းနည်းတော့ထူးဆန်းနေအဲ့လိုတော့ပြောမှာပဲဘာလို့လဲဆိုတော့ဒီဟိုကြေးရွာတစ်ခုအကြောင်းပြောပြမယ်အဲ့ဒီကြေးရွာကပြောရမယ်ဆိုရင်တော့အမွှားကြီးတော်တော်များတဲ့ကြေးရွာပေါ့နော်အမွှားကြီးများလို့တဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်ဒါတိုင်းပြည်ပြည်သူကမ္ဘာကျော်ပေါ့နော်ဒါတခြားနိုင်ငံတွေထိတောင်တည်ပြီးတော့ထိုးစီရောက်လာပြီပေါ့နော်အဲ့နိုင်ငံလေးကိုဒါကြေးရွာလေးတစ်ခုပေါ့နော်ဒါဘာမှရှိလဲဆိုတော့ယူကရိန်းမှာရှိရဲ့ကြေးရွာတွေရအမွှားကြေးရွာဆိုပြီးတော့တင်စားပြီးခေါ်ကြတယ်တဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီကြေးရွာမှာထွက်တဲ့ကလ လေးတော်တော်များများအမွှားအရေးအတွက်တော်တော်များတယ်ပေါ့နော်အဲဘလောက်တောင်ရှိလဲဆိုတော့အဲ့ဒီကျေးရွာမှာဆိုလို့ရှိရင်အမွှားအရေးအတွက်ကတဲ့122ဦးအထိရှိရဲတဲ့မွေးရတဲ့ခါမှာအဲ့လိုဇုံတွဲအတွဲလိုက်အတွဲလိုက်ပေါ့နော်122ဦးရှိရဲပြီးတော့ဒီရွာလေးကဆိုလို့ရှိရင်လည်းအရန်ကိုလူနေထိုထွက်တဲ့ရွာလည်းမဟုတ်ဘူးလူဦးရေရာဆိုလို့ရှိရင်လည်း4000အောက်ပဲရှိရဲဘယ်အဲ့အမွှားကျေးရွာ ဟိုပေါ့နော်အမွှာကျေးရလို့ခေါ်တဲ့တကယ်နမည်အရင်ကကြတော့ဘာလဲဆိုတော့ဒီ Vilikar Vilikaya Kopanhya ပေါ့နော်ဒီကျေးရလေးရဲ့နမည်အမှန်ကတော့ဒီနမည်ပဲဒါပေမဲ့သူ့ကိုတင်စားပြီးခေါ်တာတော့အမွှာကျေးရဆိုပြီးခေါ်ရဲပေါ့နော်ယူကရိန်းနိုင်ငံရဲ့ Zakopaktia Oblast ဒေသအနောက်တောင်ပိုင်းမှာတည်ရှိတဲ့နိုင်ငံလေးတဲ့ဒီတရွာလုံးမှာဆိုလို့ရှင်လူကြီးရေက၄000လောက်ပဲရှိရဲအမွှာရေတော့ကတော့တော်တော်လေးများတယ်လို့ပြောရမယ်၁၂၂နှစ်နှစ်ဦးအထိရှိရဲတဲ့ဒီမှာဆိုလို့ရှင်လဲစံချိန်တင်အမွှာဆိုပြီးတော့ရှိသေးရဲ့နော်အဲ့ဒီအမွှာကကြတော့အတွဲ က62တွဲရှိရဲတဲ့ဒီတော့ဒီရွာလေးอ่ะဆိုလို့ရှင်အမွှာကြေးရွာအနည်းနဲ့တော်တော်လေးလက်ထင်ရှားလာတယ်တဲ့ဒီအခါမှာဆိုယူကရိန်းနိုင်ငံရဲ့ဒါစံချိန်တင်ပေါ့နော်စာအုပ်မှာဆိုလို့ရှင်လဲစံချိန်တင်ရွာဖြစ်နေမှတ်တမ်းတင်ခံရတယ်မကြခင်အချိန်မှာဆိုလို့ရှင်လဲဒါကပ္ပခင်းနဲ့စံချိန်မှတ်တမ်းတော်ဝေမှုအတွက်ဆိုပြီးညှော်လင့်ထားကြတယ်တဲ့အာဒေသခံတွေကပြောတယ်ပေါ့နော်သူတို့ရွာကဘာဖြစ်လို့လဲဆိုတော့သူတို့ရွာရဲ့ရေကအဲ့လိုပဲတောက်လိုက်ပြီဆိုလို့ရှင်နဲ့ဒီရေချောင်းဖြစ်မယ်ပေါ့နော်ရေကနေကန်ကောင်းတာပေါ့ရေကနေကန်ကောင်းတာပေါ့ဟုတ်တယ်ဒီတရွာတဲ့ယူကရိန်းတနိုင်ငံလုံးရ ရဲ့အမွှာမွေးဖွားမှုနှုံပေါ့နော်အများဆုံးဖြစ်တယ်လို့လည်းပြောကြရတယ်တဲ့ဒါဒေသထွက်ရေဒေသထွက်ရေချောင်းဖြစ်တယ်ဆိုပြီးတော့လည်းယုံကြည်နေကြရတယ်တဲ့ဒီတော့မှတ်တမ်းတွေကိုပြန်ကြည့်တဲ့အခါမှာဆိုရင်2004ခုနှစ်ကစပြီးတော့တနှစ်ကိုအမွှာဆုံးတွဲအ ਨੇ ဆုံးနှစ်တွဲသုံးတွဲပေါ့နော်နှစ်စဉ်ပုံမှန်မွေးဖွားတယ်တဲ့ဒါအပြင်ဒါလူတွေတင်မဟုတ်ဘူးအဲ့ဒေသမှာရှိရဲ့ကျွဲရီနွားရီဆိုလို့ရှင်လဲမကြာခဏဆိုသလိုတဲ့အမွှာလေးတွေပေါက်ဖွားလေးရှိရဲ့တဲ့အော် ။အဲဆိုသိထားပြီပေါ့နော်ဒီသူတို့ရွာရဲ့ဒီရေကိုတောက်ပြီးတော့ပဲလူတွေအားလုံးကဒါပြောရမလို့ရေကညီကကောင်းပြီးတော့ပဲအမွှားကြီးဖြစ်ကုန်လားဖြစ်နိုင်တယ်နော်။အဲဆိုအမွှားလိုချင်တဲ့ဇနီးမောင်နှံတွေအဲ့မှာသွားပြီးအဲ့ရေကိုတောက်တောက်အောင်တောက်တယ်ဒီတော့ထပ်ပြီးပြောပြမယ်ကျေးရွာလေးနာမည်ကတော့ Vilikaya Kopanya ကျေးရွာပေါ့နော်။ရှိတာက Ukraine Ukraine နိုင်ငံမှာရှိရွာလေး။သူကြကြရွာလေးနော်။ ကလေးလေးလေးချုပ်ဖို့ကောင်းပါမယ်နော်အဲ့လိုသွားအမွှားတွေတော်တော်များများတွေ့ရမှာကဲအခုဆိုလို့ရှင်တော့တင်ဆက်အကြောင်းအရာချို့တင်ဆက်လုပ်ပြီးသွားပြီထပ်မံပြီးတော့တင်ဆက်ဖို့အတွက်အကြောင်းအရာကြီးချက်ရှိနေပါသေးတယ်ခေတ္တပြုံမြေအစီအစဉ်ကိုဒီမှာခဏလေးရန်လာမယ်နော်